အတဲကွဲပြီမဲ့လဲမာနာကတော့အပြည့်ရှိတယ်ဆိုပြီးပြောလာတဲ့ဝိုင်းစုခိုင်သိန်းပရိသတ်တွေအားလုံးမင်္ဂလာပါရှင်မြန်မာနိုင်ငံမှာလက်ရှိအအောင်မြင်သောအစိုးရတရားလို့ပြောလိုက်ရင်ဝိုင်းစုခိုင်သိန်းကိုပြင်းပြင်းကြားလိမ့်မယ်လို့ထင်ပါတယ်။ဝိုင်းစုဟာတချင်းကောင်းများစွာကိုတည်ဆိုပြီးနာမည်ကြီးလာသူတယောက်ဖြစ်တယ်လို့တရုတ်ဆောင်အလုပ်ကိုလည်းလုပ်ကင်သူတယောက်ဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်ထက်တချင်းဆိုတဲ့အပိုင်းမှာတော့ပိုတော်သူလေးဖြစ်ပါတယ်။ မိုင်းစုရဲ့တခြင်းတွေဟာရေဘတ်ထဲကလာတဲ့ကိုပိုင်ခန်းစားချက်တွေနဲ့သူစစ်ပုံဖော်ထားတာကြောင့်လေပရိသတ်ရင်ထဲကိုရောက်ခင်ရဖြစ်ပိုင်မိုင်းစုဟာအမှုပညာလောကမှာတော့အောင်မြင်ကြကြခဲ့ပေမဲ့လေအချစ်ကြီးကတော့ကံမကောင်းခဲ့သူလေးဖြစ်ပိုင် အဲဒီလိုအချစ်ရဲကံမကောင်းခဲ့ပေမဲ့လေချစ်တတဲ့နှလုံးသားလေးရှိရာကြောင့်အချစ်ကိုတော့ဘယ်တော့မှစိတ်မကုံသူလေးဖြစ်ပါ යි ဝိုင်းကျူဟာချစ်ပြီဆိုရင်ပြီးဆက်ပြီးချစ်တတ်ပေမဲ့လေဝိုင်းကျူပြန်ရတာအလုံးကတန်ရာရီကြီးပဲဖြစ်ပါ යි ဝိုင်းစုဟာအချစ်ကြီးသူတယောက်ဖြစ်တာကြောင့်လေခဏခဏအသေးကွဲခဲ့တာဖြစ်ပြီးတော့အချစ်ကြောင့်စိတ်ဓာတ်တွေလည်းကျခဲ့ပူတာဖြစ်ပါ යි ဒါပေမဲ့လေအသေးကွဲတာကကွဲတာပဲမာနာတော့ရှိတယ်ဆိုပြီးပြောလာခဲ့ပါ යි အသေးတော့ကွဲတယ်ဒါပေမဲ့ဘဝကြီးကြာဆုံးသွားအောင်တော့မနေဖြစ်ဘူး လှုပ်ရှားရှိရာတွေလှုပ်ဖြစ်တယ်ကိုယ့်အစီအစဉ်တိုင်းကိုနေဖြစ်တယ်လို့ဆိုပါတယ်လန်ခွဲပြက်စဲကြရင်လေထားခဲ့တဲ့နေရာမှာဘယ်တော့မှမနေဘူးပူကျိုးစားရည်ဆိုပြီးပြောလာခဲ့ပါဗာပြီးဘာလို့ရှာမလဲဆိုတာကိုလည်းသတ်မှတ်ထားပြီးဖြစ်တာကြောင့်အသေးခွဲလို့လူကထိုင်မှိုင်းခြင်းနေတော့အလုပ်တော့မပြတ်မကွက်လုပ်ဖြစ်ပါလို့ဆိုပါဗိုင်းစုဟာအမြဲတမ်းလေအသေးခွဲရသလိုအချစ်ရင်းနဲ့ပတ်သက်ရင်လေလူအရွေးအမြဲမှားနေသူလေးဖြစ်ပါဗိုင်းစုကဘသူနဲ့တွေ့တွေ့ခိုးမတွေ့ပဲပေါ်တင်တွဲတာကြောင့်လေအသေးခွဲရဲ့အခါတိုင်းသိပြည်သည်နဲ့ ပေါ်တင်အဆက်ကွဲတာဖြစ်ပါ යි ။ဝိုင်းစုကတော့ချက်ပေးခဲ့တော့ကလည်းအကောင်းဆုံးချက်ပေးခဲ့တာဖြစ်တဲ့အတွက်လမ်းခွဲတဲ့အချိန်မှလည်းနောင်တမရဘူးဆိုတဲ့အကြောင်းပြောပြလာခဲ့ပါ යි ။ခန်းစားရရင်လည်းခန်းစားရတာကိုဖျက်တောက်ပြစ်ပြီးအဲဒီနေရာကနေလက်ထွက်လာတတဲ့အကျင့်ရှိတောင်းလည်းဝိုင်းစုကပြောလာခဲ့ပါ යි ။အသေးကွဲလို့စိတ်သက်သာနေလဲပြီးသွားမှာမဟုတ်တဲ့အတွက်ကုကုကိုပဲအားပေးခြင်းနဲ့ရှေ့ဆက်နေရတွေကိုဖျက်ကျော်ပါရဲ့လို့ဆိုပါရင်ဝိုင်းစုဟာအချစ်အတွက်နဲ့ဘယ်တော့မှလည်းအရှုံးမပေးသလို အချစ်ကိုလည်းဘယ်တော့မှစိတ်မကုန်တဲ့သူမျိုးဖြစ်ပါယဘသူတွေဘလို့ပဲဝေဖန်နေပါစေဝိုင်းစုကတော့ထက်ချစ်ဖြစ်ခဲ့ရင်လည်းချစ်သွားအောင်မှာဖြစ်ပါယဝိုင်းစုကတော့လက်ရှိမှာချစ်ချင်းမုန်းချင်းမရှိပဲပျော်နေသူတရားဖြစ်ပါယအဲလိုပျော်ရွှင်နိုင်ဖို့အတွက်လည်းအများကြီးပေးဆက်ခဲ့ရတာဖြစ်ပြီးတော့မကြခင်မှာလည်းတချင်းတစ်ပုတ်ထွက်ဖို့ရှိကြောင်းအသိပေးလာခဲ့ပါယ ဝိုင်းစုရဲ့တခြင်းတွေကလည်းအသေးခွဲတခြင်းတွေသာများတာဖြစ်ပြီးနောက်ထပ်မဲ့တခြင်းကလည်းအသေးခွဲတခြင်းပဲဖြစ်ပါတယ်။တခြင်းစာသားတွေကလည်းပရိသတ်ရင်ထဲကိုထိမိစေမဲ့တခြင်းဖြစ်ကြောင်းအတိပေးပြောဆိုလာပါတယ်။ဝိုင်းစုကအခြေရင်းနဲ့ပတ်သက်ပြီးအမဲလူလူဝေဖန်ခံနေရတာဖြစ်ပြီးတော့သူမကတော့လက်ရှိမှာချစ်သူကြီးစားမရှိသေးကြောင်းလည်းကြီးညာလာခဲ့ပါတယ်။ပရိသတ်တွေထင်ကြီးပေးပြီးပေးစားနေသူတွေကလည်းမိတ်ဆွေတွေဆွေမျိုးတွေဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ ဝိုင်းစုကတော့တချင်းတွေပေါ်မှာရွတ်တူတူတယောက်ဖြစ်တာကြောင့်နောက်ထပ်လည်းတချင်းတွေကိုအကောင်းဆုံးဖန်တီးသွားမယ့်အကြောင်းဂရိပေးလာခဲ့ပါသူမှာအသက်ရှင်စေကာလမှာတော့ကောင်းတဲ့အရာတွေပဲလှုပ်သွားပြီးမိဘကိုလှုပ်ကြွေးပြုစုတဲ့သူတယောက်အဖြစ်နဲ့ရှင်တန်ချက်တီသွားခြင်းကြောင့်လည်းပြောပါ යි ပရိသတ်တွေမျှော်နေတဲ့သချင်းအစ်စ်တွေကိုလည်းအမြဲမပြတ်ထုတ်နိုင်အောင်စ조사နေသူတွေဖြစ်ပါတယ်။တချို့ကတော့ဝိုင်းစုကိုအမြင်ကတ်ကြပေမယ့်တော်တော်များများကတော့ဝိုင်းစုရဲ့သချင်းတွေကိုသဘောကျကြတာများပါတယ်။ဝိုင်းစုရဲ့သချင်းအစ်စ်ကလည်းဒီလပိုင်းမှာထွက်ရှိမှာဖြစ်ပြီးတော့ပရိသတ်တွေလည်းသချင်းလေးကိုနားထောင်ပြီးအသေးကွဲကြရအောင်မှာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းဝိုင်းစုရဲ့သချင်းတွေကိုကြိုက်လားမကြိုက်ဘူးလားဆိုတာကိုပြောပြသွားကြပါအောင်။